အားလုံးပဲမင်္ဂလာပါနော်။ကောင်းဆက်သတင်းဌာနမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာ။အခုတင်ဆက်ပေးမယ့်ရုပ်သံမီလိုဖိုင်လျက်တော့နောက်ချိုနာကကန်ကော်ရွာကိုစစ်တပ်ကသိမ်းလိုက်လို့တွားရောက်ဂုံပြူတာကိုဆိုလာတဲ့ပေါ့ကိုတော်ရဲ့ရုပ်သံမီလိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာ။ဒီပေမှာပေါ့ကိုတော်ကအဲ့ဒီကြောင့်နဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာတုံးသက်ဝေဖန်ပေးကြပါအောင်ခင်ဗျာ။အားလုံးကိုလည်းကောင်းဆက်သတင်းဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။ ာပါဗျ။တောင်ချုံမြို့နယ်မှာရှိကြတဲ့ငင်းချမ်းမှုအေးချမ်းမှုကိုလိုလားတဲ့ဒီလိုများအားလုံးအခုဆိုရင်ဦးသိန်းကကန်းခေါ်ရွာဟိုရောက်ရှိနေပါလေဗျ။ကန်းကန်းခေါ်ရွာကတော့ဦးသိန်းတို့ဒါတရားခိုင်နှုန်းလွှမ်းမိုးမိသွားပါပြီ။ကန်းခေါ်ရွာလူရွာသားများအားလုံးလည်းဒီကြခင်မှာဆိုရှင်ငင်းချမ်းတော့မိသားစုများနဲ့ပြန်ဆောင်ရတော့မှာပါဗျာနော်။အကောင်လုံးရွာထဲမှာဦးဇင်းတို့မိုင်းနေအကျန်းဖက်တွေထောင်ခဲ့တဲ့မိုင်းနေလို့နေရာတွေဒေတာနာဟုဦးဇင်းတို့ရဲ့ငင်းရမှုကိုအပြည့်အဝခေါ်ဆောင်ပေးမဲ့တမတော်ကနေပါပဲရှင်းလင်းလို့နေပါတယ်ဗျာနော် အဲ့တော့ပြည်သူများအားလုံးလည်းဂန်းကောမှာရှိတဲ့ပြည်သူများအားလုံးလည်းဘယ်ဟာပထွေးလဲဘယ်ဟာဖေးအရင်လဲဆိုတာကိုလည်းခင်ဗျားတို့လည်းဒီတော့ဆိုရင်ပြီလောက်ပြီလို့ဦးစင်ရတော့သုံးသက်ချင်ပါတယ်ဗျာနော်အဲ့တော့အကျန်းဖက်တီရှိတော့ကခင်ဗျားတို့ဘလိုတွေနေရတယ်အကျန်းဖက်တီစုံမလို့အားကြီးမှာဘလိုတွေနေရတယ်ခင်ဗျားတို့ပစ္စည်းတွေဘလိုပျက်စီးတယ်ဘလိုဆုံးရှုံးတယ်ဥပမာဗန်မွေးကိုဥပမာကြည့်ပါဗန်မွေးမှာတတ်မလို့ရှိတယ်တတ်မလို့ရှိတော့ဗန်မွေးရဲ့အိမ်နေရာဘာတစ်ခုမှပျက်စီးမှုတောက်ဆုံးမှုအခုမှမရှိဘူးကန်းကော်ရွာမှာအကျန်းဖက်တီစုံမခဲ့တယ်အကျန်းဖက်တီနေခဲ့တော့က 哎，你啊，也是啊，没事啊，比谁苦看嘞，比谁乐看嘞。我讲侬去看嘞，就吃羡慕的看个呀嘞，喏。啊，咯，讲个讲个，有阿个，初二、初三、初二、初三，你到外家住嘞嘞。么讲个，成都嘛呗，就是人讲到面搭子里面，讲讲生病嘛，到外去说嘞。那我话路哎，讲你老当伢子老的，我话讲有多没事啊，不过的话最近吃饭的呗，阿龙他话的呗，哎，苗的，苗老个，不是喏，乌镇啊，讲个话，幺岁的话的只。 ခန်းကော်ရွာကိုရောက်ရှိနေတယ်ဆိုတာကဦးဇင်းတို့မနေ့ကခန်းကော်ရွာမှာရှိတဲ့အကျန်းဖက်တွေကိုပြူခန်းကော်မှာရင်းရိုင်းရိုင်းအင်းရိုင်းနေတဲ့ပြူပြူသားတွေကိုဒုက္ခပေးတဲ့အကျန်းဖက်တွေပေါ့နော်အဲ့ဒီအကျန်းဖက်တွေကိုပဲဦးဇင်းတို့တမတော်ကနေမှ PPTV နဲ့အနည်းအနေမှဒီကန်ကော်ပဲဟိုဘက်စခန်းတွေတော်တော်များများကိုတိမ့်ပြီးမှအလောင်းနေပါလေပေါ့နော်အကျဖက်ရဲ့အလောင်းနေပေါ့နော်အလောင်းနေမှာသွားဒါချစ်တိုင်းမူပေါ့သွားတော့တိုင်းမူကဒေတာလား ချောငါတိုင်မူကြီးဥဆောင်ကြီးမှာဒီဘက်ကိုရရတယ်လားချောငါတိုင်မူကြီးဥဆောင်ပြီးမှဒီဘက်ပြွာမူကြီးနဲ့ဥဆောင်ပြီးသူ့ရစီစီပေါ်ဗျာတကယ်သူရဲ့ကောင်းပီတသွားစစ်သားပီတသွားဒါမင်းကတိုက်လိုက်ရတဲ့အတွက်ကြောင့်ဥစဉ်ကဒီမှာတော့အင်အား2000လောက်ရှိတယ်ဗျာဒါပေမဲ့မင်းကအင်အားဝင်လုံးလိုက်တာကဒါ250 300လောက်ဝင်လုံးလိုက်တော့ဘောနော်နောက်မှတော့ဒါကျင်းအောင်ကြောင်းသွားရှိတယ်အကုန်လုံးကဒါဥစဉ်အောင်300စာပေါ့ဆုံးမင်းကဒါသခန်းကိုဝင်သိမ့်လိုက်တဲ့ ဇက်ဒါ300သာပေါ့အတွန်းရသာအတွက်ကိုဦးစင်းကနေမှလာရောက်ပြီးမှဒါအောင်ပွဲအနေနဲ့လက်ရှိဓာတ်ပေါက်ကိုလာပြီးလှူဒန်းကျွေးမွေးတာဖြစ်ပါတယ်ပေါ့နော်ဒါလည်းအားစေးတစ်ခွက်ပေါ့ဗျာအဲ့တော့တမတော်ချင်းမြန်တို့လူကလှူဒန်းနဲ့ဦးတုံငွေနဲ့ဦးစင်းကနေမှအစင်ဒါအော်ဒါအကောင်းဆုံးဆိုင်ရာအော်ဒါမှပြီးမှဦးစင်းကလာရောက်ပြီးမှလှူဒန်းကျွေးမွေးခြင်းဖြစ်ပါတယ်ဗျအဲ့တော့ဦးစင်းတို့ဒီလိုပြည်သားများအားလုံးလည်းအာတဖြည်းဖြည်းနဲ့ဦးဇင်းတို့တွေအတန်းဖက်တွေကိုနှိမ်နှင်းချိန်မုန်းနေပြီဆိုတာကိုလည်းသိသိကြပါရယ်နော် အဲ့တော့ငင်းကြမ်းကြမ်းအေးကြမ်းကြမ်းနေခြင်းနဲ့ပြည်သူပြည်သားတွေကိုလည်းဥစဉ်ကပြောကြပါတယ်နော်အကြမ်းဖက်မှုကိုလိုလားတဲ့ငင်းကြမ်းကြမ်းအေးကြမ်းကြမ်းမနေခြင်းမှုဆိုတော့ခင်ဗျားတို့တဘောပဲဗျာငင်းကြမ်းမှုဒီနေရာတွေဒီဒေတာတွေကိုငင်းကြမ်းအောင်အေးကြမ်းအောင်ပေးနိုင်တာကတတ်မတော်မှာလည်းဘယ်သူမှမရှိဘူးအကြမ်းဖက်တို့ဆိုတာကတဘောတဲ့တမနွားတွေသူတို့ကောင်းစားဖို့သူတို့အတွက်ပဲကြည့်ရဘာငင်းကြမ်းရေးဒါဘာပြည်သူအတွက်မှာမဟုတ်ဘူးဗျာနော်ဒီလူလူပြည်သူတွေဒုက္ခပေးကြတာအဲ့တော့ပြည်သူတိမ့်ထားတဲ့ပြည်သူယူထားတဲ့ဒီရွာလေးဆိုသူတိမ့်เสียအကြောင်းမရှိဘူး ရွာနာကိုလာစရာလဲအကြောင်းပြုရွာကိုစခန်းချစရာလဲပြုအဲ့တော့အကျန်းဖက်တွေဒီလိုနေရာတွေတိတ်ထားယူထားတဲ့နေရာတွေကိုဦးသွင်းလို့တက်မတော်ကနေမှပြန်ယူပြီးမှအေးချမ်းချမ်းဖြစ်သွားပြီဆိုပြည်သူတွေကိုနေရာတန်ချပေးမှဖြစ်ပါလေဗျအားလုံးဒါပါပဲဗျ